stubborn fat လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ခြားခတ်တဲ့ carbon အစီတွေကိုကျွန်တော်တို့မြန်မြန်ဆန်ဆန်ဘယ်လိုခြားရမလဲဆိုတာကိုလူပြောနေတဲ့အကြံပြုချက်တွေနဲ့ကျွန်တော်အနေနဲ့ဒီ knowledge sharing လေးကျွန်တော်လုပ်ပေးပါမယ်။အပိုင်းဆက်လေးနဲ့ကျွန်တော်လုပ်ပေးပါမယ်။ဒီမျှဝေမှုကိုကျွန်တော်ရဲ့ပုံစံအတိုင်းကျွန်တော်တက်ခဲ့တဲ့ course တွေကနေအခြေခံပြီးတော့မှကျွန်တော်ပြောမယ်။ကျွန်တော်ရဲ့အတွေ့အကြုံတွေအခြေခံမှအတွေ့အကြုံတွေကနေအခြေခံပြီးပြောမယ်။ပြီးရင်ကျွန်တော် self learning လုပ်ထားတဲ့ကျွန်တော်ရှာဖွေတွေ့ရှိတိတ်ပတ်နေကြကျွန်တော်ရှာဖွေတွေ့ရှိကြတဲ့အချက်လက်တွေအနေအခြေခံယူရမှာကျွန်တော် knowledge sharing လုပ်ပေးပါမယ်။ဒါကတော့အပိုင်းတစ်ဖြစ်တယ်။ဒီ part 1မှာတော့ကျွန်တော်အနေနဲ့အဲလူတိုင်းပြောပြလေးရှိရဲ့အကြောင်းပဲကျွန်တော်ရင်ပြောပြပေးမယ်။နောက်ပြီးတော့မှလူပြောနေတဲ့အကြောင်းလည်းကျွန်တော်ပြောပြပေးမယ်။ဆိုတော့ part 1ကကျွန်တော်တို့အနေနဲ့ဒီ stress resistant training လို့ခေါ်တဲ့လေးမလေးချိန်ခံနေမလုပ်ဘဲနဲ့အစီချဖို့ကြိုးစားနေတာပဲဖြစ်တယ်။ ဆိုတော့အစီချဖို့အတွက်ကျွန်တော်တို့ calorie deficit ဖြစ်ရမယ်ဆိုတော့ကျွန်တော်လူတိုင်းတည်တယ်ပြောနေတာမလို့ဆိုတော့ကျွန်တော် calorie deficit လောက်ရင်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 နဲ့ကျွန်တော်တို့ calorie အရင်နေရတဲ့ပမာဏအထိရောက်သွားတယ်ဆိုရင်ကျွန်တော်တို့ရှေ့မြခန္ဓာကိုယ်မှာရှေ့မြအစီအစာလုံးဝကုန်သွားမှာလားဆိုတော့အစီချတဲ့ process ကအဲ့လောက်ထိမယိုးရှင်းဘူးအဲ့တော့ကျွန်တော်အနေနဲ့ calorie deficit လောက်ရအောင်မှာအနည်းဆုံးတန်ပါအများဆုံးပြောတာအများဆုံး10%ပဲအဲကျွန်တော်တို့ short စားဖို့အတွက်အကြံပြုလိုတယ် ပြီးရင်ကျွန်တော်ခုနပြောလို့ resistance training လောက်ရမယ်။ကြွက်တာတည်ဆောက်ရမယ်။ဒါနံပါတ်1အနေနဲ့ carry လောင်ကျွမ်းမှုကကျွန်တော်တို့ကြွက်တာများလေ carry လောင်ကျွမ်းမှုပိုများလေ။နောက်ခုကကျွန်တော်တို့ဟိုဒီအလေးမချင်းကြောင့်ကျွန်တော်တို့ EPOC လို့ခေါ်တဲ့ကျွန်တော်တို့အလေးမပြီးရင်တောင်မှ carry ban တာကျွန်တော်တို့ခန္ဓာကိုယ်မှာဆက်ပြတ်နိုင်နေတယ်ကျွန်တော်တို့အလေးမချင်းကြောင့် နံပါတ်3ချက်ကတော့ကျွန်တော်အစီတွေပဲကြာရတာမဟုတ်ဘူးကြွတားရေပါတက်လာတဲ့ကြွကြောင့်မလို့ကျွန်တော်ရဲ့ခန္ဓာကိုယ် shape လေးရလဲပိုလာလာပါလေနံပါတ်4ချက်ကကျွန်တော်တို့ဒီအစီချခြင်း process ကိုကျွန်တော်တို့ရေရှည်လှုပ်ရနိုင်တယ်ခဏလေးလှုပ်ပြီးတော့မှကျွန်တော်တို့ပြန်ပြတ်သွားလိုက်ပြန်လှုပ်လိုက်ပြန်ပြတ်သွားလိုက်မဖြစ်တော့ဘူးကျွန်တော်တို့ဒီအလေးမလေးချိန်ခံနဲ့လှုပ်တယ်အစားအသောက်ကိုတခြားကြည့်လှုပ်ကြည့်စားခြင်းအပြင်ကျွန်တော်တို့ရေရှည် process အနေနဲ့ကျွန်တော်တို့ သွားလို့ရတယ်ကျွန်တော်ဒီအချိုးကျေးဇူးတွေရတယ်အဲဒါကတော့ကျွန်တော်ပတ်ဝန်းတက်တယ်နောက်အပိုင်းတွေမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ